မင်္ဂလာပါသားတို့သမီးတို့ရေဒီချေကတော့ Great Fight မြန်မာစာကိုတင် जा ပေးမယ်ဒီချေမွန်ဖြစ်ပါတယ်ဒီချေကအခုသားတို့သမီးတို့ကိုသင်ခန်းစာတစ်စက်အဖိုးတန်စီဝတ်ဆိုးငှက်ကလေးသင်ခန်းစာကိုတင် जा ပေးမှာဖြစ်ပါတယ်သားတို့သမီးတို့ရေစီဝတ်ဆိုးငှက်လေးတွေကို မြင်မှုကြလားဒီမှာကြည့်ကြည့်လိုက်ပါဦးဒီချေတို့ဖတ်စာစာမျက်နှာ26ကိုဒီချေနဲ့တူလိုက်ကြည့်ကြရအောင်နော် ဇီဝဆိုးငတ်ကလေးများဟာအချားငတ်တွေနဲ့မတူပဲအဖိုးတန်ရတာဘာကြောင့်လဲတဲ့ဇီဝဆိုးငတ်တွေဟာရှာပါပြီးပရိုတင်းတက်ကျွေးဝါပြီးအာဟာရဓာတ်များစွာပါဝင်တဲ့အဖိုးတန်ငတ်ပိုက်ကိုရရှိတာကြောင့်ဖြစ်တယ်။သတ်တော်သမီးတို့ရေပရိုတင်းဆိုတာကတော့အသားဓာတ်လို့အလွယ်တကူပြောလို့ရတယ်။ ဒီအာဟာရတဲ့ဟာခန္ဓာကိုယ်ထဲမှာရှိတဲ့သူတွေကစားပြီးအယိုးနဲ့ကျသွားအယိုးနုအရေပြားစံသားနဲ့ခြေတဲ့လက်သေးတွေအလုံးကို ဖွဲ့စည်းပေးထားတာဖြစ်ပြီးကိုယ်ခံအားကောင်းမှုအတွက်လည်းထောက်ပံ့ထားတာဖြစ်တယ်။ဇီဝဆုံးခန့်ဟာဘယ်လိုငမျိုးဖြစ်တယ်ဆိုတာကိုအရင်ဆုံးလေ့လာကြည့်ကြရအောင်။ဇီဝဆုံးခန့်ဟာပြန်လောင်းတဲ့မျိုးနွယ်ဝင်ဖြစ်တယ်။လေစာငှက်၊ငှက်တိုင်ငှက်၊မိုးဆွေငှက်၊ဒုံးငှက်လို့လည်းခေါ်ကြတယ်။ ဒီခြေရုပ်မြန်မာနိုင်ငံမှာဆိုရင်တော့အေယာဝီတိုင်းဒေသကြီးနဲ့တရင်းသာရီတိုင်းဒေသကြီးမှာရှိတဲ့ဂျုံများမှာတွေ့ရတယ်။ဇီဝေဆိုးငှက်ရဲ့အရွယ်စားဆိုရင်စာကလေးငှက်အရွယ်ရှိပြီးတော့ပုံသဏ္ဍာန်ဆိုရင်လည်းမြန်လွားငှက်နဲ့ဆင်တူတယ်။ကြောဘက်မှာအနက်ရောင်ဖြစ်ပြီးတော့ဝမ်ပိုက်ဟာမိခွေရောင်ဖြစ်တယ်။ဦးကောင်းတီလုံဝင်ပြီးနှုတ်သီးมาတဲ့တောင်ပန်းဆိုပြီးအမီးတို့ရာကြောင့်ပြန်သမှုမှာလျှင်မြန်နဲ့ အချိန်မှအပတနေကိုပြန်သန်းနိုင်တယ်။တူရေးကောက်တဲ့ခြေသေးများပါတဲ့ခြေလေးချောင်းရှိတာကြောင့်ကြောက်ဆောင်အစွန်းနဲ့နေရန်တို့မှာခိုင်မြဲစွာကုတ်တင်နိုင်စင်းရှိတယ်။ဇီဝဆုံးငှက်ကိုအဝေးကနေတွင်မြင်ရရင်ပြန်လွှမ်းငှက်နဲ့တူရလို့ထင်ရပေမယ့်တကယ်ကမတူဘူးနော်။အမွှေးထူတဲ့ခြေမြေရိုးကို၎င်းအရွယ်ပူကြီးရဲ့တောင်ပံကို၎င်းကြီးလိုက်ခြင်းအဖြစ်ဇီဝဆိုးငှက်ကိုပြန်လွှမ်းငှက်နဲ့ခွဲခြားပြီးသိရှိနိုင်တယ်။ဇီဝဆိုးငှက်ဟာငှက်တိုက်ကိုဘယ်လိုပြုလုပ်သလဲတဲ့ တပေါင်းတကူလာများမှာဆိုရင်ငှက်ဖို့များဟာအာကောင်မှ အာစေးအကြည့်အချွေများကို အခါခါအန်ထုတ်ပြီး၆ကမ်းမနေရများမှာအတိုက်ပြုတ်လုကြတယ်။တခါတရံမှာဆိုရင်ဇီဝဆူးငှက်တွေဟာအံ့ရလွန်းလို့ရင်မတွေးတော်ပါလာတတ်ကြတယ်။ဇီဝဆူးငှက်ပြန်အန်ထုတ်လိုက်တဲ့အာစေးများဟာပြင်မလီနဲ့ထိတွေ့ပြီးမကြောသွားရမှမကြမီကက်ကလေးများနေနိုင်ဖို့အတွက်ခွက်ပုံတဲ့အတိုက်ငယ်များဖြစ်လာတယ်။ငှက်ပိုက်ရဲ့အရွာဆိုရင်ကံလပြေအဖြစ် နှစ်လက်မမှသုံးလက်မထိရှိပြီးဇောက်ကတစ်လက်မရှိတယ်။ဥဥချင်းဟာဧပြီလလေလောက်မှဖြစ်တယ်။တမျိုးမှဆိုရင်ဥနှလုံးစီရှိတယ်။အဲ့ဒီအတိုက်တွေမှာပဲနှမများဟာဥဥပြီးတော့တောက်ပေါက်ကြတယ်။မိခင်ကမကြီးကတောက်ပေါက်ကလေးများကိုနှစ်လကြာကြုံမွေးဆောင်ရှောက်ပြီးငငယ်ရီအရွယ်ရောက်လာမှသာအတိုက်မှဆင်းကြတယ်။ငငယ်ရီဆုံးပြစ်ထားတဲ့အတိုက်ကို လူတို့ကခွာယူစုဆောင်ပြီးအဖိုးတန်ငှက်တိုက်အဖြစ်စားသုံးကြတယ်။ ဟိုရက်ခင်ကနှစ်ပိုက်ရှာဖွေသူတို့ဟာဆိုရင် လူသူမနည်းတဲ့ကျိုးများပေါ်မှာရှိတဲ့ကြောက်ဆောင်ကမ်းမများမှာငှက်တိုင်များကိုစွန့်စွန့်ဆဆရှာဖွေစုဆောင်းရောင်းချကြရတယ်။ယခုအခါမှာဆိုရင်တော့တင်းသားအတိုင်းဒေသကြီးအတွင်ရှိဘိမ်မျိုး၊ဗုတ်ပြင်းမျိုးနဲ့ကော်တောင်းမြများမှာရှိတဲ့လူနေအိမ်ချို့တို့မှာစီးပွားဖြစ်ငှက်တိုင်ထွက်ယူတဲ့လုပ်ငန်းများကိုတွင်ကျွေးစွာလုပ်ကင်လာကြပြီဖြစ်တယ်။ ဇီဝဆိုးငှက်တွေကိုမွေးမြူရမှာဆိုရင်ဇီဝဆိုးငှက်များပေါက်ပွားနေထိုင်တဲ့နေရာဒေသပတ်ဝန်းကျင်လိုမျိုးဖန်တီးထားခြင်းဖြစ်တယ်။ဒါပေမဲ့ငှက်တိုင်များကိုတော့တပြိုင်တည်းထက်အများအပြားမထုတ်လုပ်နိုင်ဘူးနော်။ငှက်ပိုက်ကိုဟင်းလျာအပြစ်စားသုံးနိုင်သလိုဆေးအဖြစ်လည်းအသုံးပြုနိုင်ကြတယ်။ဒီချေတို့မြန်မာနိုင်ငံမှာငှက်တိုက်ကိုသဘာဝတတော်ထွက်တယံစတာပစ္စည်းအဖြစ်သတ်မှတ်ထားတယ်။ပြည်တွင်းသားမကနိုင်ငံသားမှဆိုရင်လေလူကြိုက်များကြတယ်။ အဲ့ဒါကြောင့်နိုင်ငံခြားဝန်ကြီးရရှိတဲ့ဆေးဘက်ဝင်ပစ္စည်းလေးဖြစ်တယ်နော်။ဒါကြောင့်ငှက်တိုက်ထုတ်လုပ်ပေးတဲ့ဇီဝဆိုးငှက်ကလေးများကိုပြုံးပြမှုမရှိစေရန်အတွက်ကာကွယ်စောင့်ရှောက်တဲ့နယ်နော်။ဇီဝဆိုးငှက်ကလေးတွေအကြောင်းကိုရေးရသူကကျော်ဆိုးကော့တောင်ဖြစ်တယ်နော်။တောက်သမီးတို့တွေလည်းဇီဝဆိုးငှက်ကလေးတွေအကြောင်းကိုရေးထားတဲ့စာပိုက်ကိုကိုယ်ပိုင်ဖတ်ကြည့်ကြနော်။ဒီချေကူရှင်းပြခဲ့တဲ့ဇီဝဆိုးငှက်ကလေးတွေအကြောင်းကိုနားလည်မယ်လို့မျှော်လင့်ပါတယ်။ဒီချေတို့နောက်စာသင်ချိန်မှာပြန်တွေ့ကြမယ်နော်။